ားချီအကောကြခံကနှာခေါင်းကိုတတိယအကြိမ်မြောက်ပြုပြင်ပြီးတဲ့နောက်မမမီနိုင်လောက်လှပသွားတဲ့နေဆန်းအားလုံးပဲမင်္ဂလာပါဗမစ်နောင်ကနေကျူစွာလိုက်ပါတယ်နေဆန်းကမင်္ဂလေးတယောက်လိုပြင်ဆင်ရင်းနဲ့အောင်မြင်လာခဲ့ပြီးအရင်ကထပ်ပိုလှလာခဲ့တာပါမွန်တိုင်းသားဖြစ်တဲ့နေဆန်းကအသားရည်လှပပြီးသားဖြစ်ပေမဲ့လည်းသူ့ရဲ့နှာခေါင်းကိုတော့စိတ်တိုင်းမကြခဲ့ပါဘူးအဲဒါကြောင့်ထိုင်းထီသွားပြီးနှာခေါင်းကိုတင်းရချီအကောကြခံကသွားရောက်ခွဲစိတ်ခဲ့တာပါတကယ်တော့နေဆန်းကနှာခေါင်းကိုပြုပြင်တာ၃ချိန်ရှိသွားပါပြီနှာခေါင်းကပြားနေလို့ဆီလီကွန်ထည့်ပြီးနှာရန်လေးကိုမြှင့်ခဲ့တာ ပါ။နောက်တစ်ချိန်မှာတော့နှာခေါင်းပေါက်တွေကိုကျဉ်လိုက်တဲ့အခါသဘာဝကျကျနှပ်ပသွားပါတယ်။နှာခေါင်းကိုခွဲစိတ်ထားတာ၆နှစ်ကြာပြီးတဲ့အချိန်မှာဆီလီကွန်တွေကစောင်းလာပြီးဓာတ်ပုံရိုက်ရင်လည်းမလှတော့ပါဘူး။နှာခေါင်းမလှလို့ခုတ်ခုတ်ကိုယုံကြည်မှုနည်းလာပြီးနေဆိုင်ရဲ့နှာခေါင်းကစောင်းနေတဲ့အကြောင်းကိုတချို့တွေကပြောကြပါတယ်။အဲဒါကြောင့်နေဆိုင်ကဒီနှစ်မှာပဲနှာခေါင်းကိုတတိယချိန်မြောက်ပြုပြင်လိုက်တဲ့အချိန်မှာအရန်နှပ်ပသွားတာပါ။တိုင်းမှာနှာခေါင်းကိုတောင်ရောက်ပြုပြင်ခဲ့တာဖြစ်ပြီးနှာတန်လည်းမြင်လိုက်သလိုနှာခေါင်းထိတ်ကိုလည်းချွန်ချွန်လေးဖြစ်အောင်လုပ်လိုက်ပါတယ်။ ထိုင်းကဆရာဝန်တွေကတေချာခွဲစိတ်ပေးလိုက်တာဖြစ်ပြီးနေဆန်းကနာကျင်ပေမဲ့လည်းလှတော့မှဖြစ်လို့တီးခံခဲ့ရတာပေါ့။ဓပုံရိုက်တဲ့အခါမှာလှပအောင်နှာခေါင်းထွက်သင်းရချီယင်းနှမြုံနှံထားတာဖြစ်ပြီး လာကတော့နေဆန်းကအရန်ချင်းနေနေပါတယ်။ဘေးဆောင်ချိလိုက်ရင်နှာခေါင်းချွန်ချွန်လေးဖြစ်နေပြီးတော့တကယ်မင်းကလေးတယောက်နဲ့တူနေတာပေါ့။ဝက်ဆိတ်ထားမှမကြသေးလို့အရောက်မကြသေးပေမဲ့လည်းနေဆန်းရဲ့နှာခေါင်းကတော့ပုံစံလှလှလေးဖြစ်နေပါတယ်။နေဆန်းကငွေကိုစိတ်ကြိုက်သုံးနိုင်သူဖြစ်လို့မျက်နှာကိုမကြခဏဖြူပြင်းလေးရှိတာပေါ့။မေးရောချွန်ချွန်လေးကိုသဘောကျတာကြောင့်မေးစိတ်ကိုလည်းပြင်ထားသလိုနှာခေါင်းကိုလည်းစိတ်တိုင်းမကြလို့ဖြူပြင်းရင်းနဲ့နှာခေါင်းကလည်းအရန်လှသွားပါတယ်။ ရင်ကနေဆန်းနဲ့တော့မတူတော့ပဲအိန္ဒိယသူလေးလိုထင်အားလောင်းကိုလှပသွားတာပေါ့တချို့တွေကတော့နေဆန်းရဲ့နှကောင်းဖြစ်ပြင်ထတာကိုသဘောမချချပါဘူးအရင်ကပုံစံလေးကမှသဘာဝချချလှပနေပြီဖြစ်ပြင်လိုက်ကမှငှက်နှကောင်းနဲ့တူတယ်လို့ပြောကြတဲ့သူတွေလည်းရှိပါတယ် နေဆန်းကတော့တင်ရချီကုန်ကြခံထားရသူဖြစ်လို့သူရဲ့ရလတ်ကိုအရန်ကျဉ်နေနေတာပေါ့လူတိုင်းမှာနှောက်ကိုစီရှိချတာကြောင့်တဘာဝနှောက်ကိုသဘောကျတဲ့သူတွေလည်းရှိပါတယ်နေဆန်းကတော့ငွေလဲရှာတယ်လို့သူရဲ့မျက်နှာလေးကိုလည်းအရန်ကြွဆိုင်တာပေါ့နှာခေါင်းကိုသုံးချိန်မြောက်ဖြုတ်ပြင်ပြီးတဲ့နောက်မှာနေဆန်းကတကယ်မင်းကလေးစစ်စစ်တယောက်နဲ့တွေ့သွားပြီးမင်းကလေးတွေကတော့အားကျနေကြရပါတယ် နေဆန်းကမျက်နှာအစိပ်ပိုင်းတွေကိုခွဲစိတ်ထားပေမဲ့ခန္ဓာကိုယ်ကတော့မခွဲစိတ်ရသေးပါဘူး။ရေကူးဝတ်ဆောင်တွေကိုဝတ်ဆင်တဲ့အချိန်မှာနေဆန်းရဲ့ရှစ်တင်ရှစ်ထိုက်တဲ့ယာရီကမပေါ်လင်းတာကြောင့်လို့ဖွက်တာလဲဆိုပြီးသိကျင်နေကြပါတယ်။နေဆန်းကမျက်နှာကိုယ်သာပြုပြင်ထားပြီးအမျိုးသမီးဖြစ်အောင်တော့မပြောင်းလဲရသေးပါဘူး။လက်ရှိမျက်နှာကပိုလှလာပေမဲ့ခန္ဓာကိုယ်ကတော့အမေမွေးထားတဲ့အတိုင်းပဲရှိနေပါသေးတယ်။ နေဆန်းဟာ LGBT တယောက်ဖြစ်ပေမဲ့လည်းယောက်ျားလေးလိုဝတ်ဆင်ရတာမျိုးကိုသာကြိုက်တဲ့သူပေါ့ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးလာရတဲ့နေဆန်းကမျက်နှာလေးလှပဖို့လဲလိုအပ်လာပါတယ်အလှပနဲ့လုံးလုံးနေသူဖြစ်တာကြောင့်နေဆန်းကသူ့ရဲ့မျက်နှာကိုပြုပြင်ဖို့ငွေကိုမနှမျောပါဘူး နေဆိုင်ရဲ့ချစ်သူကတော့ဘလို့ပဲဖြစ်ဖြစ်ချစ်ပေးနေပြီးမင်းကလေးတယောက်ဖြစ်မပြောင်းလဲရင်လည်းချစ်နေမှာပါနေဆိုင်ရဲ့ချစ်သူကနားလေပေးနိုင်တာကြောင့်သိန်းပေါင်းထောင်ကျော်ကုန်ချခံစရာလည်းမလိုတော့ပါဘူးနေဆိုင်ရဲ့နှာခေါင်းကရင်ကထပ်ပိုပြီးလှလှသလားလို့ထင်လားဆိုတော့ခမမပြပြခဲ့ပါအောင်ရှင်အလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလက်ခွဲကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ